အားလုံးမင်္ဂလာပါကျွန်တော်တို့ football live အစီအစဉ်ကနေပြီးတော့ပြန်လေပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်တော့ နေ့လေးတနေ့ဖြစ်ပါစေလို့ဒီမြန်ကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတော့ဗောနော်အဲ့တော့ဒါကျွန်တော်တို့အစောဆုံးမြန်မာစံတော်ချိန်6နိုင်ဒူးကပွဲကတော့ပြီးသွားခဲ့ပြီဖြစ်တယ်ဗောနော်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ Brentford အသင်းနဲ့ Manchester United အသင်းတို့ရဲ့ဒါကျွန်တော်တို့ပွဲစဉ်မှာတော့ Brentford အသင်းက Manchester United အသင်းကိုဒါကျွန်တော်တို့အားလုံးပေါင်းတူတေဒါကျွန်တော်တို့3-2တကူဆိုရရလက်နဲ့အနိုင်ယူသွားတာကိုတွေ့ခဲ့ရတယ်မှာပါပါတယ်အဲ့လက်ရှိမှာဒီနေ့ပွဲစဉ်မှာဒါ Brentford အသင်းကသူတို့ရဲ့အိမ်ခွင့်မှာ Manchester United အသင်းကိုတကယ်ကိုဒါကျွန်တော်တို့ ကိုပြက်ဆိုတဲ့ရလဒ်တခုနဲ့သူတို့ပေါ်ဆောင်ပြနိုင်ခဲ့တယ်။လက်ရှိမှာအင်္ဂွင်းမှာမန်ချက်စတာယူနိုက်တက်အသင်းကိုသူတို့အမြဲတမ်းအသာစီးဒီနောက်ပိုင်းခုနှစ်တည်းမှာရယူတဲ့ဥစ္စာကိုဆက်လက်ပြီးပြသထားခဲ့တာဖြစ်တယ်။အရစ်တဟက်ခေကရေကလည်းအခုချိန်ဒီတာမန်ချက်စတာယူနိုက်တက်အသင်းဆိုရင်ဘရန်ဖို့အသင်းကအင်္ဂွင်းမှာဆိုကိုပြက်နိုင်လေးရှိတယ်ဆိုတဲ့ထုံးစံတခုကိုလည်းဒီနေ့ပွဲစဉ်မှာဆက်လက်ပြီးထိန်းသိမ်းသွားနိုင်ခဲ့တယ်ပေါ့နော်။အဲ့တော့ဒီနေ့ပွဲစဉ်မှာဒါပြန်ပြောအောင် United ဘက်ကပြန်ကြည့်မယ်ကျွန်တော်အနေနဲ့ဘာမှတော့သိပြီးပြောစရာမလိုဘူးလို့မြင်တယ်။ဘာကြောင့်လဲဆိုတော့အရင်ပုံစံအတိုင်းပဲ။ဒါတိတ်ပေါ့တစ်ခုနဲ့တစ်ခုပြောင်းလဲခြင်းမတွေ့ခဲ့ရတဲ့ United အသင်းကိုတွေ့ရမယ့်အနေအထားမှရှိတယ်။ United အသင်းစီကနေဒါပဲဘာမှလည်း update လည်းမရှိဘူးဘာမှလည်းမရှိဘူး။အဲ့တော့ဒီနေရာမှာကျွန်တော်တို့လိုတာမန်လူမျိုးတော်ဒါပဲမြင်နေဆိုရင်တကယ်လို့ဒါ Premier League မှာပတ်စံနေအများကြီးပေးထားတဲ့နီးပြတယောက်အနေနဲ့ တပတ်သိရကဒါကျွန်တော်နီးပြဒါပဲလုပ်မယ်ဆိုသူအနေနဲ့အပီတွက်လို့ရတဲ့သဘောမှရှိပါတယ်ဒါကျွန်တော်လက်ရှိပထမဆုံးအတွင်းကိုဆိုရင် Manchester City ဘက်ကဟာလန်သွင်းသွားတဲ့အတွင်းကိုနဲ့တော့တော်တော်လေးကိုစင်ပါတယ်တသင်းလုံးဆွတ်ဆက်ပြီးရှေ့တက်နေတဲ့ဘောလုံးမှာတစ်ဖက်ကပေးလိုက်တဲ့ဘောလုံးမှာနောက်တန်းကြီးကလွတ်လပ်ပြီးတွင်းနေတာဖြစ်တယ်ပြီးတော့လက်ရှိမှာတီအေဂိုလို့ဒါကျွန်တော် first phase ဖြစ်တဲ့ဒါတိုက်စင်မူတယောက် center forward တယောက်ကိုလိုက်တာကလည်း Harry Maguire ပြီးလက်ရှိမှာပြန်ကြည့်မယ်ဆိုရင် United ရဲ့အသက်ဆန္ဒ3ဆန္ဒဘက်3ယောက်ရှိရတယ်မှာ pace အရာတယောက်မှရှိမနေဘူး အဲ့ဒါကတော်တော်လေးကိုဆိုရတယ်လူချိုးဆိုလေသူ့ဘာတဲ့ကျွန်တော်လက်ရှိမှာဟိုတစ်ခါကပြော full back ကို center back ဆိုဟုတ်ကဲ့အဲ့ဒါဆိုနီးပြမှားနီးပြပါလို့မပြောင်းလဲအဖြေကရှင်းရှင်းလေး Maguire delete ဘယ်နည်းနဲ့မှ face မရှိဘူးပြီးတော့ဒါခုနပြောလို့ဒါလို့ဆိုလက်ရှိမှာ OT တော့မယ်ဘာလို့ရမှာမသိဘူးဒီကျွန်တော်ဟိုတောင်မန်ကတစ်ချက်တစ်ချက်ဒါကျွန်တော် whip cross တွေကလွင်ဘာမှမထွက်ဘူးအဲ့တော့ ခံစစ်မှလည်းတော့မရအောင်တိုက်စစ်မှလည်းတော့မရတဲ့ဒါလို့ဒါဒရဂူကတော့ကျွန်တော်သူ့အနေနဲ့သူလုတ်ပြနိုင်စွမ်းရှိတာလေးလုတ်ပြပေးမယ်သူလည်းဒီလောက်ပဲအဲ့တော့ပြဿနာတစ်ခုက United အသင်းစီမှာဒီနေ့ပွဲစဉ်မှာဒါအရင်တော့ကပုံစံပဲကျွန်တော်ထက်ခါတစ်လက်ကပြောလို့ပဲ United မှာ limitation ပေါင်းများစွာဖြစ်နေတယ်ဒါဘဒူကနောက်ကနေပြီးတော့ကျိုးနဲ့ဆွဲထားလိုက်တော့မသိမှာကျိုးနဲ့ဆွဲထားသူခံစားရတယ်။ဒါဒီနေ့ပုံစံမှာဒါလောရဲ့လုံးဝပွဲရတာကျွန်တော်အခြေအနေတစ်ခုကိုပြောင်းပြစ်လို့ရနိုင်ခဲ့တဲ့အခြေအနေတစ်ခုက Bruno Fernandes ရဲ့ပတ်သက်ဒီအတွင်းကိုပဲ ပနတီကိုဒါကျွန်တော်လွဲသွားခဲ့တယ်လွဲသွားခဲ့တဲ့တစ်ဖက်အတာကာလေဟာပေါ့နော်လက်ရှိမှာတစ်ဖက်အတာကျွန်တော်ဂိုသမားကာလေဟာကပနတီနဲ့ပတ်သက်တော်တော်လေးကိုယုံလို့ရတာဖြစ်တယ်အရင်တော့ကဒါကျွန်တော်တို့အာလီဗာပူးအသင်းမှာဒါကျွန်တော်တို့ FA ဖလားဒီမှာဆိုရင်ကာလေဟာရဲ့လက်စွမ်းတွေကတော်တော်လေးကိုယုံအဲ့တော့ပနတီကံမဲ့အချိန်မှာဒါကျွန်တော်တို့လက်ရှိမှာကာလေဟာကိုယ်တိုင်နဲ့ကောင်းကောင်းကြီးပြင်ဆင်ထားလာခဲ့ပြီးတော့ဘရူနိုဖာနန်ဒက်စ်ကံနဲ့ဒေါင်းနဲ့ကိုပဲဒါကျွန်တော်ကောင်းကောင်းကြီးဖမ်းပြသွားနိုင်ခဲ့တာဖြစ်တယ်အဲ့တော့ ဘူနိုဖာနန်ဒက်စ်ရဲ့ကန်ချက်ကိုတိုင်းလည်းတော်တော်လေးအားနေပါတယ်ဘူနိုဖာနန်ဒက်စ်အရင်ကတည်းကပနတီကန်ပြီးဆိုလက်ကြည့်စရာမလိုတော့တဲ့ကစားသမားတစ်ယောက်အနေနဲ့အခုလက်ရှိမှာနောက်ဆုံးပြိုင်ပွဲဆို၅ဘွဲ့မှာဟိုဆိုပနတီကန်ထားတဲ့၅ချိန်မှာ၂ချိန်တိတိလွဲချော်ပြီး၃ချိန်ပဲဝင်သွားတယ်ဆိုတဲ့ record တစ်ခုလည်းဖြစ်သွားခဲ့တယ်အဲ့တော့အရင်ကတည်းကဘူနိုဖာနန်ဒက်စ်မမေ့ရတနေ့လုံးမှာဒါကျွန်တော်ဘူနိုဖာနန်ဒက်စ်ပနတီရခဲ့ရဆိုရင်တော့တစ်လုံးလောက်ပဲလွဲတဲ့နေထားကနေအခုလက်ရှိမှာပနတီကန်ရေလုံးဝတော့ကျွန်တော်တို့ ပြီးတော့ပိုဆိုးတာပေါ့နော်ဒီနေ့ပေါ်သမားရကျွန်တော်တို့ brand ပြင်လေပြောမယ်ဒါလက်ရှိမှာ United Bike ကြည့်မယ်ဆိုတော့တသိလို့ remorse မရှိဘူးပြောချင်တာ okay ငါတို့ရှုံးသွားတယ် it's okay ရှုံးသွားတယ်ပြောချင်တာကျွန်တော်ခုနကပြောဆို United အသင်းနေလက်ရှိမှာဒါရင်ဘတ်ပေါ်ကတစိုက်တွေ့တကောင်းမှဆော်ပေးခြင်းစင်ရှိတော့ even Bruno Fernandes အာမနာတန်ပြောရမယ်ဆိုရင် Bruno Fernandes ကိုတိုင်ကလက်ရှိမှာဒါကျွန်တော်တို့ Queen Land တိုင်ကို complaint တက်တာကလွင်အသင်းတွေ့တာကျွန်တော်တို့ pace ဆက်လူချင်းစိတ်ဆိုတဲ့ခန့်ကဏ္ဍမှာ तू ပြောချင်တာဟိုဇော်ဒကတက်ဖို့ပဲဝါနာပါတယ်ရန်ဖြစ်ဖို့ပဲဝါနာပါတယ်အသိနိုင်ဖို့အတွက်ဆိုရင်တော့တော်တော်လေးကိုလစ်လက်သွားခဲ့တာတွေ့ရမယ်ဒီနေ့ပွဲစမှာဒါကျွန်တော်အခုနောက်ပြောနောက်တစ်ခုကပြောရမယ်ဆိုတော့ Brian and Wemmu နဲ့ Matthews Corner နှစ်ယောက်လုံးကတော့ကျွန်တော်တို့သူတို့ရဲ့ကိုစီကိုစီဒါကျွန်တော်အသိနေမှာမင်းမူခဲ့လို့လားမသိဒီနေရာမှာဒါကျွန်တော်တို့ပြောဟိုချင်းသိနှကောင်ကိုဒပြိုင်နဲ့ထားလိုက်လို့ဖြစ်နေနှကောင်လုံးကလှုပ်ချင်ပြိုင်ချင်စိတ်တွေတအားများနေတယ်ပြောတော့ကနှကောင်လုံးကဒါကျွန်တော်တို့တစ်ခါကျရင်ပြဿနာပြအရင်တော့ဆိုငါငါလှုပ်ချင်ကန်လိုက်ငါငါကစ်လိုက်လို့ရပြဿနာအဲ့လှုပ်ချင်ကန်ချင်စိတ်လှုပ်ပြီးနောက်ပိုင်းမှာအော်ဘေးမှာလူပါရပဲဆိုတဲ့အတိကတော်တော်ဆိုးတယ် လုတ်ချက်ကင်ချင်းချင်းလုတ်ချပဲ online wo online နဲ့ keep လိုက်လုတ်ချဒါပေမဲ့အဲ့လိုလည်းမဟုတ်အမောင်းဝင်နေကျွန်တော်တို့ကလူတွေပိုင်းကြော်ပြရတဲ့ဒါကျွန်တော်တို့ dribble လုတ် cross တွေလုတ်ပြရတယ်ပြီးရင်ပြီးရင်ခုနကပြောအော်သူ့ဘေးမှာလူပါသူလူဘေးချပဲကောဒါအရင်တော့ m1 ဘိုတို့မသိအဲ့တော့လက်ရှိမှာခုနကပြောသူပဲ m1 ဘိုကိုတိုင်ကဒါကျွန်တော်သူ့ရဲ့ thin hand breath ကိုကြည့်ပြီးတော့သူအနေနဲ့ United အနေနဲ့ခုလက်ရှိမှာ Brentford နဲ့အခြေအနေရှင်ပဲဆိုတော့ United ကပို့ပြီးတော့တိုင်ပတ်နေတယ်ဆိုသူပို့ပြီးတွေ့လာခဲ့မှဖြစ်တယ်။ဒါဘက်က Brentford အသင်းနဲ့တွေ့ကြမှာဆိုတော့ဒီနေ့ပွဲစံမှာ Brentford အသင်းကရှင်းတယ်။ဒါရင်တော့ Thomas Brent နဲ့မတူတာကဒီနေ့ပွဲစံမှာ Frankfurt ဖြစ်အောင်လုပ်ဖို့ကြိုးစားတယ်။ ခန်းစစ်တော့တော့မလို့သူ့အနေနဲ့ဒါကျွန်တော်ခန်းစစ်ပိုင်းတော့တော့သူ့နဲ့လုံးဝဆုပ်ဖို့အစီအစဉ်မရှိဘူး။ဒါကျွန်တော်တို့ United ကိုဒါနင်လား၅လားဟေးဆိုတဲ့ပုံစံမျိုးသူရှင်လာခဲ့တယ်။ဒါကျွန်တော်45 451ပေါ့နော်။ဒါ Tyson မှာဒါကျွန်တော် Center Four နဲ့မှာဒါတီယေကိုထားပြီးတော့တောင်းပန်နေမှာဒါကျွန်တော် Otara နဲ့ Shadi ကိုထားခဲ့တယ်။တီယေကိုတော့လက်ရှိမှာဒါကျွန်တော်သူ့နဲ့ Striker ဆန်နေဆိုတဲ့ Center Four ကဆန်ဆန်ဒါကျွန်တော် Link up Play တွေကိုတည့်ပြီးပြေးထားခဲ့ပြီ။တီယေကိုကိုယ်တိုင်ကတော်တော်ကြီးကိုကောင်းသွားခဲ့တာကိုတွေ့ရမယ်တဲ့မှာပါ။ဒီနေ့ပေါ်မှာဒါကျွန်တော်လက်ရှိမှာ ဒီကိုနေတဲ့နေ့ပုံမှာဒါတစ်ဖက်ရဲ့အသင်းကိုဘယ်လောက်ဒီ impact ကြီးမလဲတွေ့ရနောက်တစ်ခုအနေနဲ့မဖြစ်မနေကြီးကျူပါမှာအရေးကြီးဆုံးဒီနှစ်သိန်းရဲ့ကွာခြားချက်ကကွင်းလေပိုင်မယ်တစ်ဖက်မှာဒါကျွန်တော် dance gap တယောက်ချာနေရဆိုရင်တော့မှဒါကျွန်တော်ရာမိုလက်နဲ့ hunter စနဲ့တော်တော်လေးကိုကောင်းတယ် hunter တယောက်လက်ရှိမှာဒါကျွန်တော်အခုချိန်ဒီ i still got it ဆိုတဲ့ဥစ္စာမျိုးဒါကျွန်တော် web back လို့ဆူရနေတွေ့နေရတယ်မှာပါတယ်သူ့ရဲ့ pass တွေသူ့ရဲ့ဒါ shape ကောနောက်ကောပြန်ဆင်းတဲ့ movement တွေတော်တော်လေးကိုအဆင်ပြေတယ်ဒီနေ့မှာဒါရာမိုလက်ကော hunter ဆန်ရောနှစ်ယောက်လုံးကဒီနေ့ပွဲစဉ်မှာ goal ပေါင်ပတ်သက်မှုရှိခဲ့တယ် hunter ဆိုလက်ရှိဒီနောက်ပိုင်းပွဲစဉ်မှာ goal ပေါင်ပတ်သက်မှုခဏခဏပြန်ပြီးပါလာခဲ့တယ် ်ဟန်တူနေနဲ့လက်ရှိမှာအေးပေါ်အခုနပေါ်သူပဲဒါကျွန်တော် IS က Premier League ပြန်လာသူနဲ့ Premier League မှာရှိရမယ်ဆိုတဲ့အစွမ်းကဏ္ဍကြီးထပ်ပြီးရှိပြီးတော့နောက်တစ်ခုနီးပြအနေနဲ့ဒါကျွန်တော်ဥကာတေးကိုအလုံးမဖြစ်လဲသိတယ်ကာဆီမေရိုကဒါနှစ်ပေါ်မှာကာဆီမေရိုမပါအောင်နော်ဒါကျွန်တော်တို့လက်ရှိမှာကိုယီမိုင်းနူကိုတုံးကျင်လို့သုံးတာမဟုတ်ကာဆီမေရိုဒါကျွန်တော်ရှေ့ပွဲမှာဒါကျွန်တော်တို့အနီးကပ်ရတော့ဒီနေ့ပေါ်မှာမသုံးတာအကဲကာဆီမေရိုဆိုတာကိုကိုယီမိုင်းနူကတော့တော့မဟုတ်အဲ့တော့ United ကွင်းလေအပိုင်းကတစ်ဖက်က3ယောက်နဲ့2ယောက်တည်းရှိမှအင်မတန်မှကွာဟတယ်ပြဿနာခုနကပေါ်ဆိုလက်ရှိမှ United ရဲ့ဒါကျွန်တော်တို့ ပေါကူးတရားကြီးကဂျိုးနေလို့ပဲခံစစ်ပိုင်းကလည်းဒါကျွန်တော်တို့ပေးတဲ့ဘောလုံးကရှေ့မရောက်ဘူးရှေ့ကလည်းဒါကျွန်တော်တို့ကွင်းလင်နဲ့ပြန်ချိတ်မယ်ဆိုကွင်းလင်ရမှာရှိအဲ့တော့တသိလုံးမဲ့ဘရူနိုဖာနန်ဒက်စ်ကိုရန်ကလည်းသူ့ရဲ့ဒါကျွန်တော်တို့ပင်ကိုပုံစံမဟုတ်ဘူးဆိုတဲ့အတွက်ကြောင့်မသူကိုရန်နဲ့ဒါယုံကန်ရတယ်အဲ့ဒါကမှဥကာကီလိုကောင်းမှုနဲ့ဒါအုံနောက်မပါတဲ့ဒါကျွန်တော်တို့ကွင်းလင်ကစားသမားဖြတ်ဖို့ယူရစဉ်းစားတဲ့ဒါကွင်းလင်ကစားသမားတွေအတွက်အမှန်တမ်းပြောမဆိုဥကာတီးကကျွန်တော်ဒါပုံနဲ့ပါလိညာလိုပဲခမရသူ့ကိုဖြတ်မဲ့ DM ကြီးပဲတာဝန်ပေးသူတာဝန်ကြီးချင်းကြီးလိမ့်မယ်အ အေးဒါပေမဲ့ဒီတက်ပို့ပြီးလောက်ခိုင်းသူနည်းမလုပ်တတ်ဘူးဒီညမှာသူကဘာနဲ့တွဲပဲလက်ရှိမှာကျွန်တော် exam သူများတင်းနဲ့ကျွန်တော်ပြောကျွန်တော်တင်ကျွန်တော်ချင်းဟိုမှာလက်ရှိမှာ spa ဆိုတာပါလီညာအောင်မှာဒါကျွန်တော်ဒီညမှာ sana mvdm ဆိုတဲ့ဒါကျွန်တော်ဒါကျွန်တော်တို့ double root တကောင်နဲ့ကပ်ပြီးတော့ဒါကျွန်တော် AM တကောင်နဲ့ပြန်ကပ်ပြီးအဲ့တော့ okay ဒီနေရာမှာဒါကျွန်တော် UGAD ကိုတိုင်က तू က तू ဟာ CM လား तू ဟာ DM လား तू ဟာ hybrid လား तू ဟာဒါကျွန်တော်ဘယ်နှစ်ယောက် तू သွားရမှာလဲတကောင်နဲ့တယ်ပါဆို Bruno Fernandes ကအဲ့နေရာမှာဒါ UGAD ကြောင်ပြ तू ပါကြောင်ပြတယ်ပါဆို UGAD ကဒါကျွန်တော်ဟိုအရင်လွန် UGAD ရှေ့တက်သွားငါးနောက်မှနေခဲ့ရမှာ Bruno Fernandes ဆိုဘယ်မျိုးကနောက်ကိုနေခဲ့ရမှာစောင့်ကြောင်းမရှိတာဗျာတည်လားကျွန်တော်ပြောအဲ့တော့ပြပိုးဆိုရ United ဒါကျွန်တော်အရင်တော့ခြေကျူတော့အခုလက်ရှိမှာတဖြည်းဖြည်းအားနေလာတဲ့ခံစစ်ပိုင်းပဲကျွန်တော်ကတော့3 back ဆော့ပြီအခုလက်ရှိမှာ Oliver Glasner ရဲ့3 back ကိုကြည့်အောင် ဆန္ဒဘက်မှာတော့ဘယ်ဆောက်ဝဲ fast pace ဖြစ်တဲ့ကစားသမား lacrosse လို့ခေါ်မျိုးပါတယ်ပြီးရင်တော့ကျွန်တော်တို့ဘေးနားမှာဒါငိန်နေဆိုတဲ့ mark guy လို့ခေါ်မျိုးပါတယ်ပြီးရင်တော့ကျွန်တော်တို့တောင်းမှာ full back နောက်တော့ wing back နောက်တော့ richards ပါအဲသုံးကောင်လုံးက at least pacey ဖြစ်တယ် guy ရော lacrosse ကို pacey ပြီးအဲ့တော့ three back ဆော့ပြီးဆိုကျွန်တော်တို့လည်း three back ဆော့လာခဲ့တဲ့အသင်းတစ်သင်းနေနဲ့ pacey ဖြစ်တဲ့ကစားသမားတစ်ယောက်ကပါကိုပေးရတယ်အခုလက်ရှိမှာဗျာခုနကပြောတီကိုသွင်းသွားတဲ့သွင်းကိုဆိုဒါကျွန်တော်လက်ရှိမှာ pacey ဖြစ်တဲ့ဒါဆန္ဒဘက်တစ်ကောင်သာရှိမယ်ဆိုရင်တီကိုလိုက်ပြီးကတ်လို့ရတယ်လုံးဝကတ်လို့မရခဲ့ဘာမှလုပ်လို့မရခဲ့ပြီးတော့ဘာရင်နာနဲ့ကုသမကိစ္စပဲ United အသင်းနဲ့ဒီနေ့ပေါ်စံမှာဒါ Euro 18တောက်ပေါင်း18သန်းကြီးပေးပြီး Sunderland Lemans တို့ကစားသမားမျိုးဝယ်ထားတယ်။သုံးလဲမသုံးဘူး။လက်ရှိမှာ United ကသူများကြီးလိုတာကျွန်တော်ဂျားထဲမှာပွဲရှိလို့ဒီကစားသမားကိုရန်နေဆိုတဲ့မျိုးဘာမှမရှိဘူး။အဲ့တော့ဒီပြကိုတိုင်ကသူ့ကိုသူမေကွန်းထော်မယ်။ဒါခုနကပေါ်စံဒီနေ့ပေါ်စံမှာဒါ Ruben Amorim ကတဖြည်းဖြည်းသူ့ကြောင့်ဆိုတဲ့ဥစ္စာတွေရုံလုံးပေါ်လာခဲ့တဲ့နောက်မှရှိတယ်။သူသာမဟုတ်ပဲတခြားဒီပြဒီညမှာဒီအစုဘက်ဘယ်လိုမျိုးကောင်းအောင်ပူပြီးပြင်မယ်။လက်ရှိမှာအရန်မဒီတက်ကောင်းတဲ့ကစားသမားတွေအများကြီးရှိတဲ့နေထားမှရှိတယ်။အဲ့တော့ပြောချင်တဲ့အဖြေကရှင်းနဲ့ရှင်းနဲ့ရှင်းနဲ့ဒီထက်ပဲရှင်းနဲ့။ဒီပြရဲ့အရေးချက် အများကြီးကွာတယ်တစ်ဖက်ကကီယန်ဒူးနေနဲ့တစ်ဖက်ကဒါ United ကိုမကြောက်လို့လို့ကိုခံစစ်တောင်ဆော့သွားတာမဟုတ်ဘူးရှင်းရှင်းလေးကီယန်ဒူးနေ600ဒါကျွန်တော်မမဲ့ရတာ Chelsea နဲ့ပွဲ600ပွဲဆိုမှသူ့နေတာကျွန်တော်တစ်ခါက5ဘက်ဆိုတာရှိတယ်3ဘက်ဆိုတာရှိတယ် defensive ကိုမူးဆိုတာဆက်ဒီနေ့ပွဲဆိုမှဒါကျွန်တော် United ကိုသူ့နေ counter transition ဆော့သွားခဲ့တယ်မှာ United ကိုသူတင်ကိုတင်သူရှင်ဆော့ပြသွားခဲ့တယ်ဒါခံစစ်မှာဒါအလွန်ကြိုးဒါကျွန်တော်အချိန်ဖြုတ်နေမှာနောက်ဆုံး minute ထိသူတို့အနေနဲ့၄ကိုတကိုရနိုင်တဲ့ movement တွေကိုဆော့သွားတာတွေ့ရပြောချင်တာ United ကိုငါတို့တွင်းနိုင်တယ်ကွာဆိုတဲ့ဥစ္စာမျိုးကီယန်ဒူးပြသွားခဲ့တယ်အဲ့ပြောချင်တာရှင်းရှင်းလေး ကီအန်ဒရူးကလည်းရှိမှာရူဘယ်အာမိုရီနှစ်ယောက်လုံး pressure ခဲ့ရမယ်ကီအန်ဒရူးနဲ့အခုလည်းရှိမှာမကြောက်ပဲနဲ့ brace ယူခဲ့တဲ့လူကအဲ့တော့ခုနကပြောလက်ရှိမှာရူဘယ်အာမိုရီတွေ့ရကစားသမားနှိပြရကြည့်လိုက် risk ယူလို့သူထပ်ပူပြီးတာသွားတယ်အဲ့တော့ရူဘယ်အာမိုရီဘာတွေကြောက်နေလဲအဖြေရတာပဲအဲ့တော့ပဲပေါ်လုံးပွဲတွေကိုကြည့်ရှုကြနေဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာကျင်းလူစားပေါအောင်ကူညီလို့ရပါတယ်။မြန်မာပြည်ရဲ့ကလစ်ဖို့မမေ့ကြပါနဲ့ဗျ။မြန်မာကလစ်မြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးမကြိုးတူပါနဲ့။ကောင်းမွန်တော်နေလေးနေဖြစ်ပါစေ။ဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တော့ကောင်းကြည့်ပါအောင်။ကျွန်တော်မြန်မာလေးကလစ်ဖြစ်ကြပါဗျ။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။ Det var vi.